2014ကမ္ဘာပလာရဲ့ဂျာမန်သူရဲကောင်းတို့မဟုတ်ဂျာမန်မန်စီရဲ့တခန်းရပြဆက်အားလုံးပဲမင်္ဂလာပါ Red Devil Danya တွေကနေပြန်လဲကျူစုပါတယ်2014ခုနှစ်ဇူလိုင်လ14ရက်နေ့ဘရာဇီးနိုင်ငံ Rio de Janeiro မြို့မှာရှိတဲ့ Maracana ဘောလုံးကွေးကြီးထဲမှာကမ္ဘာပလာဘောလုံးပွဲဖြစ်ဂျာမနီနဲ့ Argentina တို့ကစားခဲ့ကြပါတယ်အဲဒီချိန်ကအာဂျင်ဘက်မှာ Lionel Messi ရဲ့ခြေစွမ်းအထွတ်ထိပ်ရောက်နေခြင်းမှာကိုမရှိသေးကြနေတဲ့ချိန်ပွဲလေပြောင်းဖြစ်မဲ့လူစားလေးမှုတစ်ခုကိုဂျာမနီနီးပြဂျိုဟန်ချလောကလုပ်ခဲ့ပါတယ် အဲ့ဒါကဂိုးမရှိသေးကြနေရခြင်းတက်စီမိုကလိုဆေးရဲ့နေရာမှာမော်ရီယိုကိုစီကိုလူစားဝင်ကစားစေခဲ့ပါတယ်။အဲ့ဒီချိန်ဥရောပမှာချေစွမ်းထပ်နေပြီးဘောလုံးစင်မြင့်ထက်မှာအမြင့်ပြန်ဖို့အရှင်ယူနေခဲ့တဲ့အသက်နှစ်နှစ်နဲ့ရွယ်ဂိုစီကိုနီးပြကြီးဂျိုဝါချင်လိုကစကားတခုံးပြောခဲ့ပါတယ်။ဂိုစီကိုနီးပြကြီးဂျိုဝါချင်လိုကဂိုစီမင်းကွင်းထဲကိုသွားကစားတော့ပြီးရင်လူတွေကိုမင်းကမက်ဆီတက်ပိုကောင်းတယ်ဆိုတော့ပြလိုက်စမ်းကွာဆိုပြီးပြောစကားကဂိုစီနားလေးကိုစွဲနေခဲ့တာအမှန်ပါပဲ။အဲ့ဒီချိန်မှာမက်ဆီကရှီဘောလုံးစုကိုလေးချင်းရယူပြီးပါပြီ။ သူကဘလောက်ကောင်းတယ်လဲဆိုတော့တကဘာလုံးကဘောလုံးပရိသတ်တွေအကုန်သိနေကြပါတယ်။သူတဲ့ကဘာဘလားသာရရင်စူဘလားအကုန်လုံးနှီးပါပြီးပြည့်စုံတော့မှအဲ့ဒီအတွက်မက်ဆီရောက်ရေကုန်ရေခမ်းအာဂျင်တီးနားကိုထန်းတင်ထားတဲ့ချိန်မှာမက်ဆီရဲ့အိမ်မက်ရောအာဂျင်တီးနားတိုင်းပြည်လုံးအတွက်အိမ်မက်ကိုပါရိုက်ချိုးခဲ့သူတယောက်ကွင်းထဲကိုရောက်ရှိလာခဲ့တာကိုတော့သူတို့သတိမထားမိခဲ့ပါဘူး။ မိနစ်90တွင်တပလုံကိုမသွင်းနိုင်ခဲ့ကြလို့အချိန်ပုံမိနစ်30စက္ကစားခဲ့ကြပါတယ်။တရား33မိနစ်ကိုရောက်တဲ့အခါမှာတောင်ပံကနေရှယ်ရယ်ကဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုဂေါ်စီကဂိုးရှိမှရင်မက်နဲ့တစ်ချက်ဘောလုံးထိမ့်လိုက်ပြီးကန်သွင်းခဲ့ကဂျာမနီတပီလုံးအတွက်ကဘာပလားကိုရယူပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာဂေါ်စီကိုဂျာမနီတနိုင်ငံလုံးကဂျာမန်ပဲစီးဆိုပြီးနာမည်ပြောင်းခေါ်ခဲ့ကြပါတယ်။ဒါပေမဲ့ကစားသမားဘဝအမြင့်ဆုံးကိုရောက်တဲ့အချိန်မှာဂေါ်စီအတွက်ကစားသမားတွေကြောက်ရတဲ့နေဆိုးတစ်ပါးကပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့မကြာခဏရတတ်တဲ့ဒဏ်ရာလေးကြောင့်မှအဲ့ဒီအပြင်ကဂေါ်စီကဒဏ်ရာကပြန်ကောင်းလာတိုင်းအသင်းတွေကကောင်းကောင်းမကစားပေးခဲ့တာကလေဂေါ်စီကိုယ်တိုင်သူ့ကိုယ်သူစင်ပေါ်ကနေဆွဲချခဲ့သလားသူပဲတည်ဆုံဖြစ်မှာပါဂေါ်စီကကဘာပလာပြီးမှဘိုင်ယန်မြို့နယ်တွေကစားပေးနေပြီးမြဲကျွတ်သားဒဏ်ရာကိုမကြာခဏရရှိခဲ့ပါတယ်ဂေါ်စီကဘိုင်ယန်မှာကစားစဉ်ကကိုလေးချင်းမကြာခဏကြာဆင်းနေခဲ့တယ်လို့ကစားချိန်တွေမှာလေဗမန်နွဲ့နေမှုဒဏ်ကိုခံခဲ့ရပြီးဒဏ်ရာလည်းမကြာခဏဆိုသလိုရနေပါတယ် အဲဒီလိုမကြာခဏဒဏ်ရာရနေခဲ့တာကြောင့်ဘိုင်ယန်ပြိတ်သက်အများစုကဂေါ်စီကိုဟန်ဆောင်ဒဏ်ရာရနေတာဖြစ်ကြောင်းသူကဘာရည်ချင်းမှမရှိဘူးဆိုပြီးဝေဖန်တက်ခတ်ခဲ့ပါတယ်2015ရာသီမှာဂေါ်စီကဒဏ်ရာတွေကြောင့်ရပ်ပေါင်း153ရာထိအနားယူခဲ့ပြီးပွဲပေါင်း24ပွဲထိလွဲချော်ခဲ့ပါတယ်။2016ရာသီမှာလည်းဒဏ်ရာကြောင့်ရပ်ပေါင်း183ရက်အနားယူခဲ့ရပြီးပွဲပေါင်း36ပွဲလွဲချော်ခဲ့ပါတယ်။ဒါကြောင့်ဘိုင်ယန်မြူနစ်ကဂေါ်စီကိုအသင်းဟောင်းဒေါ်မိုစီ22တန်းနဲ့ပြန်ရောင်းချခဲ့ပါတယ်။ဂေါ်စီကဒေါ်မိုတင်မှာလည်းကြွက်သားဒဏ်ရာမကြာခဏရတတ်တယ်လို့ နီးပြနယ်လည်းအဆင်မပြေဖြစ်ခဲ့ပြီးခြေဆွမ်းတွေကစတက်ကိုကြားဆင်းလာခဲ့ပါတယ်။ဒေါ်မိုအသင်းရဲ့ဆဲဘတ်ကိုယူရိုပါလိပွဲစဉ်မှာအဲ့ဒီအခြေအနေကဒေါ်မိုနီးပြဖြစ်သူပီတာစတိုချာကဘော်ရီယိုဂေါ်စီကိုပထမပိုင်းပြီးမှလူစားလဲခဲ့ပါတယ်။ပွဲပြီးမှလည်းနီးပြစတိုချာကဂေါ်စီကိုလူစားလဲခဲ့တဲ့ပေါ်ဂေါ်စီကကျွန်တော်ပြောတဲ့အတိုင်းဘာတစ်ခုမှကိုလုပ်မနေဘူး။သူကအသင်းမှာလူပိုတယောက်လိုပဲဆိုပြီးတော့လူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။ဂျာမနီပြဂျိုဘာချင်းလုံကလည်းဂေါ်စီကိုဂျာမနီလက်ရွေးစင်မှာထပ်မရွေးချေခဲ့တော့တဲ့ကြောင်းထုတ်ပြောခဲ့ပါတယ် ခေါ်သီးကလာလာအရန်ရှိတဲ့လူငယ်လေးပါအခုတော့သူကကျွန်တော်တို့လူချင်းတဲ့ပုံစံမျိုးမှာရှိမနေတော့လို့မရွေးတော့တာပါဆိုပြီးတော့ပြောစကားကခေါ်သီးတဲ့ပုံမနာကျင်စရာကောင်းတဲ့ခိုက်တန်နေဖြစ်ခဲ့မှာအတိအကျပါပဲခေါ်သီးရဲ့ကြာဆုံးကမှာလူတချို့ကသူကကြော်ကြောင်းမှုတန်ကိုမခံနိုင်ခဲ့တာသူကပျက်စီးလွယ်ခဲ့တာဆိုပြီးဝေဖန်ခဲ့ကြပါတယ်ဒီကိစ္စတွေကနားလည်အောင်ခက်ခဲပြီးတကယ်လူနေမှုဘဝမှာခေါ်သီးကစကားနေပြီးလူဝေးတယောက်ပဲဖြစ်ပါတယ် သူက9နှစ်ပြည်မှာဘာဗေးရီးယားကနေဒေါ်မွန်ကိုပြောင်းလာခဲ့တာပါ။ဂေါ်စီရဲ့ဖေကမြို့ရဲ့ယာတူးပုံမြင့်နဲ့နီးပညာတက်ကတူကပေါမောကဖြစ်နေကန့်လန့်ခံခဲ့ရတဲ့အတွက်ကြောင့်ဒေါ်မွန်မျိုးကိုဂေါ်စီရဲ့တမိသားစုလုံးပြောင်းခဲ့ရတဲ့အကြောင်းလေးဖြစ်ပါတယ်။ဒါဆိုရင်ဘာလို့ဂေါ်စီကခြေစွမ်းရုပ်တရက်ကြာဆင်းခဲ့တာလဲ။တကယ်အထိကအလဲပြောင်းတွေကဘာတွေလဲဆိုတော့ဂေါ်စီကိုယ်တိုင်ထုတ်ပြောခဲ့ပါတယ်။အခုလိုအခုလိုခြေစွမ်းကြာဆင်းခဲ့တဲ့အဆက်ကအာဂျင်တီးနားအသင်းနဲ့ကမ္ဘာပလောမတိုင်ခင်တနည်းလောက်ကပါ။ ကျွန်တော်တော့မော်ကနေဘိုင်ယန်ကိုပြောင်းခဲ့တာကမှားခဲ့တာပါကျွန်တော်၃နှစ်လောက်ဘိုင်ယန်မြို့နေအတွက်ကစားပေးခဲ့ပြီးမှဒေါ်မော်ကိုပဲပြန်ရောက်လာခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်သိလိုက်တာကငါဘယ်တော့မှအသိမ်းပြောင်းမှာမဟုတ်ဘူးငါသာခုလိုတီးခဲ့ရရင်ဘယ်တော့မှအသိမ်းကထွက်ခွာဖို့ဆုံးဖြတ်ချက်ချမှာမဟုတ်ဘူးဆိုပြီးတော့နောင်တလီနဲ့ဂေါ်စီကဝန်ခံခဲ့ပါတယ်2018ခုနှစ်ဖေဖော်ဝါရီလမှာဂေါ်စီတယောက်ကြွက်သားထိုင်ရာကိုမကြာခဏဘာလို့ရနေတာလဲဆိုပြီးတော့ဒေါ်မော်တင်စေးဖွဲ့ဝင်တွေကရှာတွေ့ခဲ့ပါတယ် ဂေါ်စီကရှားပါတဲ့ဇီဝဖြစ်စဉ်ချုပ်ရိမ်းမှုဖြစ်ပြီးတပ်မတ်ထားတဲ့ကာလအထိဂေါ်စီကကစားနိုင်မှာမဟုတ်ကြောင်းဖော်ပြခဲ့ပြီးအသေးစိတ်ချက်လက်တွေကိုတော့မကမထုတ်ပြောခဲ့ပါဘူး။နောက်ပိုင်းမှာတော့ဂျာမနီသတင်းစာတွေမှာဂေါ်စီကမက်တဘောလစ် မီရပတီလို့ခေါ်တဲ့ကြွက်သားဆိုင်ရာရှားပါးယောဂဖြစ်နေတာဖြစ်ကြောင်းအဲ့ဒီယောဂကြောင့်ကောစီကတရားကစားသမားတွေထက်ပိုလေးကျင့်ခဲ့ပေမဲ့ကိုလေးရင်တိုးလာတာကထိမရတာဖြစ်ကြောင်းခံမှန်းရေးသားခဲ့ပါတယ်။ကောစီကအဲ့ဒီယာဒီမှာဒေါမိုအတွက်16ပွဲသားကစားနိုင်ခဲ့ပြီးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ကောစီကအဲ့ဒီနောက်မှာဒေါမိုအသင်းအတွက်ပြန်ကစားပေးနိုင်ခဲ့ပြီးဒေါမိုနီးပြဖြစ်တာပီတာပို့စ်ကလည်းကောစီကိုဒဏ်ရာကင်းပြောက်တဲ့အထိစိတ်ရှည်လက်ရှည်စောင့်ခဲ့ပါတယ်။အဲ့ဒီယာဒီမှာတော့ကောစီကဒေါမိုအတွက်32ပွဲကစားပေးနိုင်ခဲ့ပြီးနှစ်ဂိုးသာသွင်းယူခဲ့ပါတယ်။ ဂေါ်စီက2019ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာသူ့ရဲ့ကစားသမားဘွားဘွန်တန်စတီကဂိုး90မြောက်ကိုဟော်ဖန်တင်းကိုဒေါမိုက3ဟော်ဖန်တင်းကိုဒေါမိုက3ခုစီတရေကြတဲ့ပွဲမှာတွင်းယူပေးခဲ့ပါတယ်2019 20ဖွင့်ပွဲမှာဒေါမိုတဲ့အတွက်လူစားဝင်ကစားခွင့်ရရှိခဲ့ပြီးဒေါမိုတဲ့အတွက်ပွဲနေရာပြင်မြောက်ခဲ့ပါတယ် 2020အောက်တိုဘာ6ရက်နေ့မှာဂေါ်စီကနယ်သာလန်ကလပ် PSV ကိုအလိုပြောင်းရွှေ့ခြင်းနဲ့နှစ်နှစ်စာချုပ်ချုပ်ဆိုတာရောက်ရှိခဲ့ပါတယ်။ PSV တဲအတွက်ဂေါ်စီတယောက်ခြေစွမ်းနဲ့ပြန်လည်ပြသနိုင်ခဲ့ပြီးဂေါ်စီကို PSV က2024အထိစာချုပ်သက်တမ်းတုံ့ပြန်ခဲ့ပါတယ်။ဂေါ်စီက PSV အတွက်200တိပေါင်းပွဲ89ပွဲအထိကစားပေးနိုင်ပြီး16ဂိုးသွင်းက16ဂိုးဖန်တီးခဲ့ပါတယ်။2022ခုနှစ်ဇွန်လ21ရက်နေ့မှာဂေါ်စီကဘွန်ဒက်စလီကာကိုပြန်လည်ပြောင်းရွှေ့ဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးဘွန်ဒက်စလီကာကလပ်ဖရန့်ဖတ်တင်ကဂေါ်စီကိုသုံးသပ်နဲ့ခေါ်ယူခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂေါ်စီကဖရန့်ဖတ်မှာကစားနေပါတယ်။ဖရန့်ဖတ်တင်းအတွက်ဒီရာသီမှာ28ပွဲကစားပေးထားပြီးနှစ်ဂိုးသွင်းယူထားပါတယ်။2014ကမ္ဘာပလာမှာဂျာမနီတိုင်းပြည်လုံးကမျောလင့်နေခြင်းနဲ့ထိတ်တန့်ကစားသမားဖြစ်လာမယ်လို့ထင်ခဲ့ကြပေမယ့်ဂေါ်စီကိုတန်ရာပြဿနာရိုက်ခတ်မှုတွေကထိတ်တန့်ကစားသမားဖြစ်ကနေဆွဲချခဲ့တာကနှစ်မျောစရာတော့ကောင်းပါတယ်။